ကာမိတရဏဂုံကိုးကွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ကာယရဏ၃ပါးလို့ဆိုရဲတရဏကိုကိုးကွယ်စိတ်ကတ်တဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုးကွယ်တဲ့အချိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ် ။ဘာဖြစ်လို့တုန်းဆိုလို့ရှိရင်ယသော်ဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်။တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်။တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ခါကိုကိုယ်ွယ်စိတ်ကတ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည့်ရဲ့ တတဏဂုံရှိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝိထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတူးကဗုဒ္ဓဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းမလုပ်လဲလို့ဆိုလို့ရှိရင်တငါလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုံသားတဲ့နော် ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတရားကိုအာယုံထဲမှာလားထင်တာပဲဒါသဘာဝကိုဘာတွေလုတ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးချလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေကနီးချတော့သူလုတ်လာခဲ့တာငါးရီဖန်သက်ရောင်းချဒီလိုလုတ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေက အရေးမဲကြီးလိုလာပြီးတော့လွှမ်းမိုးထားပြီတည်လို့ရှင်ငရဲကြမှာတေချာနေအဲ့ဒီအချိန် မှာယဟန္တာကြီးတစ်ပါးကဆွန့်ခံရင်းနဲ့အဲ့ဒီကကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်စုံမလားဆိုပြီးတော့ ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတာချပေးတယ်လိုက်ဆိုလိုက်တယ်သံဃံတရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့အဆိုနိုင်တော့ငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ဘဲနဲ့ဘုံမဆုနဲ့တော့ဖြစ်တယ် နတ်ဆိုတာလူလူမွေးနေရတာမဟုတ်ဘွားကနဲ့သွားဖြစ်တာအဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမစိုးနတ်ဖြစ်တဲ့အကြောင်းပြောတယ်ရှင်ဘုရားက၅ဘာတိလာတာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏကိစ္ဆာမိရင်ဆုံးသက်သွားတာဆိုတော့ရဟန္တာကြီးကပြောတယ်မင်းမမစိုးနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမစိုးနိုင်တော့ဘူး အဲ့ဒါဒိဂဏီမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်ဟိုတရဏလို့ခေါ်တာအဲ့ဒီလိုကဲတင်ခဲ့တဲ့ဝိထုဇာလန်းတွေဟာအများကြီးရှိတာပေါ့